ဒီနေ့ခေတ်မှာရာရာတိုင်းဟာမြင်းမြန်ဆန်ဆန်ဖြစ်ပျက်နေတယ်လို့လူတွေဟာလည်းညင်းငွေစရာကောင်းတဲ့အလုပ်ပေါင်းများစွာနဲ့ခြားခြားလဲနေကြပါလေ။ရုံးခွေရက်ဒီမှာဆိုရင်အလုပ်တွေကိုအချိန်စရာအပြည့်ညောင်မိုးချုပ်တဲ့အထိလုပ်ကြပြီးမနဲ့ကြရင်မျက်ကွင်းလေးရညူနေတတ်ပါလေ။တခါတလေအလုပ်တွေမပြီးလို့ရုံးပရက်မှာပါအနားမယူလိုက်ရတာမျိုးလေးရှိတတ်ပါလေ။စာဖတ်ဖို့လည်းအချိန်မရှိ၊လေ့ကျင့်ခန်းလုပ်ဖို့လည်းအချိန်မရှိ။မိသားစုအတွက်လည်းအချိန်မပေးနိုင်တဲ့ခြေကုန်လက်ပန်းကြပြီးဒုက္ခတန်တရာလဲနေတတ်ပါလေ။ ဒီဆောင်ရဲ့စားရေးဆရာဖြစ်တယ်။ Kevin Cruz ဟာလည်းအဲ့လိုဒုက္ခတန်နေရတယ်လဲခဲ့ဘူးတာပါပဲ။ Kevin ဟာသူ့ရဲ့ပထမဆုံးကုမ္ပဏီကိုအသက်22နှစ်မှာစတင်တည်ထောင်ခဲ့သူပါ။သူဟာစုံတစ်တွင်လူငယ်တယောက်ပဲပြီးနေမိတ်ညမိတ်အလုပ်လုပ်ခဲ့ပြီးအိမ်လုံးဝမပြောင်းခဲ့ပါဘူး။တနည်းတော့ကြာတော့သူ့လုပ်ငန်းမအောင်မြင်လို့အကျိုးတွေတင်ပြီးကုမ္ပဏီကိုလက်လျှော့လိုက်ရပါတယ်။မကြာခင်မှာပဲနောက်ထပ်လုပ်ငန်းတစ်ခုကို နေမိတ်အိမ်ညမိတ်ထပ်လုပ်ပြန်ပါတယ်။အသက်ကလည်းငယ် စိတ်အားကလည်းတက်ကြွနေတဲ့အရွယ်မို့စားချိန်အိတ်ချိန်မမှန်ခဲ့သလိုမနေ့9နာရီလောက်ထပြီးညတကောင်ထိအလုပ်လုပ်ခဲ့ပါတယ်။ဒါပေမဲ့ဒီလိုရွရွမမတ်ကြိုးစားမှုတွေကြောင့်သူသိချစ်တဲ့ဇနီးနဲ့အဆင်မပြေဖြစ်ပြီးကြွားရှင်းခဲ့ရပါတော့တယ်။အဲ့ဒီအချိန်ကြီးကိုပြန်တွေးမိတိုင်းအမြဲတမ်းနှောင်တရနေမိတယ်လို့လည်းကေဗင်ကဆိုပါတယ်။တနေ့မှာတော့ကေဗင်ဟာမနေ့9နာရီ20လောက်ရုံးကိုကားနဲ့အတော်မှာရဲပန်းခံရပါတယ်။ရဲသားရဲ့အဆိုအရကေဗင်ဟာ ရဲကနောက်ကနေအရန်ကြီးကတ်လိုက်နေခဲ့တယ်လို့လမ်းလင်မြင်းကိုကြော်ပြီးတစ်ဖက်ရင်ကျောကနေရဲကကိုကြော်ထက်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ကေဗင်ကိုရန်ကတော့အင်ဂျင်မူတုနဲ့ကြွရင်းနေတောက်ပြီးအလုပ်ကိုထွက်လာတာကြောင့်노တဝက်ဖြစ်နေပြီးရဲကကိုကြော်တက်လို့ကြော်တက်မိမှန်းသတိမထားမိပါဘူး။အဲဒီနေ့ကကားအစီးတဲ့မဖြစ်တာပဲကံကောင်းတယ်လို့ပြောရပါလိမ့်မယ်။အဲဒီအချိန်ကြမှာကေဗင်ဟာမှောင်ရင်းနေတဲ့သူ့ဘွားကြီးကိုပြန်လဲတုံးသက်ကြည့်မိခဲ့ပါတယ်။ ကေဗင်ကအချိန်စီမံခန့်ခွဲမှု time management ရဲ့အရေးပါပုံကိုသဘောပေါက်လာခဲ့ပြီးသူ့ရဲ့တနေ့တာအချိန်တွေကိုစနစ်တကျစီမံခန့်ခွဲနိုင်ဖို့လေ့လာမှုတွေပြုလုပ်ခဲ့ပါတယ်။အချိန်ကြာလာတဲ့နေ့မှကေဗင်ဟာအချိန်ကိုကျွန်းကျွန်းကျင်ကျင်စီမံခန့်ခွဲနိုင်သူတဦးဖြစ်လာခဲ့ပြီးဒေါ်လာတန်းနဲ့ချီတန်ဖိုးရှိတဲ့နည်းပညာကုမ္ပဏီတွေကိုတည်ထောင်နိုင်ခဲ့ပါတော့တယ်။သူရေးသားခဲ့တဲ့ We How to Increase Performance and Profits Through Full Engagement ဆိုတာဟာလေ၂၀၁၁ခုနှစ်ရဲ့ CEO တွေအဖတ်တင်ဆုံးစာအုပ်ဖြစ်စာရင်းဝင်ခဲ့ပါတယ်။ကေဗင်ကနောက်ပိုင်းမှာအောင်မြင်တဲ့စုတည်ထွင်သူတွေ၊အိုလံပစ်ရွှေဒီစိဆုရှင်တွေနဲ့စာအတော်ဆုံးကျောင်းသားတွေကိုတွေ့ဆုံပြီးအင်တာဗျူးပေါင်းများစွာပြုလုပ်ခဲ့ပါတယ်။ဒီပုဂ္ဂိုလ်တွေရဲ့အချိန်ခံခွင့်မှုနီးစနစ်တွေကိုတူရီပေါင်းပြီးအချင်းချုပ်လိုက်တဲ့အခါမှာတော့ဒီနေ့လေ့လာရမယ်15 Secret Sasabu People Know About Time Management ဆိုတဲ့စာအုပ်ဖြစ်ပေါ်လာခဲ့ပါလို့တယ်။ဒီစာအုပ်ဟာ New York Times သတင်းစာနဲ့ Force Magazine ကဖတ်တင်ကြောင်းညွှန်းဆိုပေးထားတဲ့စာအုပ်တော်လည်းဖြစ်ပါတယ်။ဒီစာအုပ်မှာအခြေစီမံခံဝဲမှုလို့အချက်15ခုကိုပေါင်းစည်းပြီး E3C ဆိုတဲ့စနစ်ကို ဖော်ပြထားပါတယ်။မြန်မာလိုဆိုရင်တော့ E အပေါင်း C သုံးလုံးနီးစနစ်လို့ခေါ်မှာပါ။ဒီနီးစနစ်မှာ E ဆိုတာက Energy ခွန်အားကိုရည်ညွှန်းတာဖြစ်ပြီး C သုံးလုံးကတော့ Capture ရွေးချယ်ဖမ်းဆုပ်ခြင်း Calendar အချိန်စရာဆွဲခြင်းနဲ့ Concentrate အာရုံစုစိုက်ခြင်းတို့ဖြစ်ပါတယ်။ 15 secret successful people know about time management ဆောင်ရဲ့အနှစ်ချုပ်မှတ်စုကိုတော့အောက်ပါအတိုင်းအခန်းလေးခန်းခွဲခြားပြီးဖော်ပြတော့မှာဖြစ်ပါတယ်။ပထမခန်း energy ရဲ့တိုးအပ်ချက်၄မျိုးဒုတိယခန်း capture ဤလိုအပ်ချက်၃မျိုးတတိယခန်း calendar ဤလိုအပ်ချက်၅မျိုးစတုဒ္ဓခန်း concentrate ဤလိုအပ်ချက်၃မျိုးအခန်း၁ energy ဤလိုအပ်ချက်၄မျိုးလိုအပ်ချက်၁အချိန်ဒီအရှားပါဆုံးအရင်းမြစ်တစ်ခုဖြစ်သည် ထို့ကြောင့်အချိန်ကိုအကျိုးရှိရှိအသုံးပြုပါအချိန်ဟာတန်ဖိုးရှိကြောင်းဖော်ပြထားတဲ့စာမုတ်တွေအများကြီးရှိပါတယ်ဥပမာအဖြစ်ချိန်ဒီရွှေအချိန်ဒီငွေအချိန်ဒီဘရောမနောက်ပြန်မလဲအစားရှိတဲ့စာမုတ်တွေပေါ့ဟုတ်ပါတယ်ချိန်ဆိုတာလူသားအားလုံးကိုညီညီမျှခွဲဝေပေးထားတဲ့အရန်တန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတစ်ခုပါလူတိုင်းဟာနေ့ရက်တိုင်းမှာမိနစ်ပေါင်း1440မိနစ်ပိုင်ဆိုင်ကြပါတယ်လူတိုင်းဟာနေ့စဉ်နေ့တိုင်းကိုပိုင်တဲ့အချိန်ကိုကိုသုံးနေကြတာပါပဲ။ ။ဒါကြောင့်ဗြိတိရှဆိုင်းဆရာကြီး Charles Dickens ကတခြားလူတွေဖြုံးလိုက်တဲ့တဏှိတာဟာကိုယ်နဲ့မဆိုင်ဘူးလို့ပြောခဲ့ဘူးတာပါ။အချင်းဆိုတဲ့အရင်းမြစ်ကိုအကျိုးရှိရှိအသုံးချနိုင်မှုဆိုရင်မိနစ်တိုင်ကိုတန်ဖိုးထားရဖို့လိုပါတယ်။လူအများစုကတော့အချိန်10မိနစ်လောက်နဲ့ဘာလုံးမှလုပ်လို့မရဘူးလို့ထင်နေကြပါတယ်။ဒါဟာအရန်မှားရတဲ့အယူအဆပါပဲ။တကယ်တော့အချိန်10မိနစ်မှာထိုင်ထအချိန်30လောက်လုပ်လို့ရတယ်လို့ရေတစ်ခွက်တောက်တာလူတစ်ယောက်နဲ့မိတ်ဆက်စကားပြောတာကြောင်အစာကျွေးတာ တစ်ပင်ရေလောင်းတာအစရှိအလုပ်တွေကိုလည်းလုပ်လို့ရပါတယ်။နေ့ရက်တရက်ရဲ့မိနစ်1440တဲ့ကမိနစ်တိုင်းကိုအတိတ်ပဲရှိတဲ့အလုပ်တွေအတွက်တော့အသုံးပြုမယ်ဆိုရင်ဘဝဟာအရင်အထက်ပိုပြီးအဆင်ပြေချုံးမွေ့လာပါလိမ့်မယ်။ဒါကြောင့်လည်းမိနစ်တွေကိုသာဂရုစိုက်ပါ။နိုင်တွေကသူတို့ကိုသူတို့ဂရုစိုက်ကြပါလိမ့်မယ်လို့ပြောစမှန်ရှိကြခြင်းဖြစ်ပါတယ်။ချုံပြောရမယ်ဆိုရင်တော့အချိန်ကိုစီမံခန့်ခွဲခြင်းနဲ့လူတယောက်အနေနဲ့အရင်ဆုံးလုပ်ရမှာကတော့အချိန်ဟာရှားပါပြီ တန်မှုရှိတယ်ဆိုတာကိုမိနစ်တိုင်းသတိရနိုင်ဖို့ပါပဲ။စာရေးသူခဲပင်ဆိုရင်အဲ့လိုအမြဲတမ်းသတိရနိုင်ဖို့အတွက်သူ့ဝင်တကားမှာ1440ဆိုတဲ့နံပါတ်ကိုကတ်ထားတယ်လို့ဆိုပါတယ်။ဒီလိုလွတ်လပ်ခြင်းအပြင်တနေ့ကိုမိနစ်1440ပဲရှိတယ်ဆိုတာကိုသူ့ကိုသူရောဧည့်သည်တွေကိုပါသတိပေးပြီးသားဖြစ်သွားပါတယ်။ဒီတော့အချိန်10မိနစ်လောက်ရနိုင်မလားခမားလို့တောင်းဆိုလာတဲ့အရေးမကြီးတဲ့ကိစ္စတွေကိုငြင်းဆန်ဖို့မမေ့တော့ပါဘူး။လိုအပ်ချက်2 အလုတ်တွင်ကျမှုသည်ခွန်အားအပေါင်းအာယုံစူးစိုက်မှုတို့နှင့်သာသက်ဆိုင်သည်ကြာချိန်နှင့်မသက်ဆိုင်ဒီနေ့မှာမိနစ်1440ပဲရှိရဲ့လို့အထက်မှာပြောခဲ့ပြီးပါပြီအဲ့ဒီမိနစ်1440ထက်တော့အချိန်ပိုတောင်းလို့မရနိုင်တော့ပါဘူးဒါပေမဲ့ကိုယ့်ရဲ့ခွန်အားနဲ့အာယုံစူးစိုက်မှုတွေကိုတော့ထပ်ပြီးမြင့်တင်နိုင်စွမ်းရှိပါတယ်ခွန်အားကိုမြင့်တင်ဖို့အတွက်ကျွံရိုင်းတို့ကော်ဖီတို့တောက်ရုံနဲ့မရနိုင်ပဲဒီစနစ်မှန်မှန်နဲ့အလုတ်လုတ်တတ်ဖို့လည်းလိုပါသေးတယ် The Energy Project ကုမ္ပဏီရဲ့တည်ထောင်သူ Tony Schwartz ရဲ့လေးလာမှုအရဒုတိယဟာမိနစ်60လောက်အလုပ်လုပ်ပြီးရင်စိတ်သက်ကွာကြာဆင်းသွားလိမ့်ရှိတယ်လို့သိရပါတယ်။ဒါကြောင့်အချိန်အကြာကြီးဇက်တိုက်အလုပ်လုပ်ဖို့တဲ့အချိန်တူတူမှာပေါက်ကွဲအားပြင်းပြင်းနဲ့တိတိယယောက်အလုပ်လုပ်နိုင်မှုကသာပိုအရေးကြီးတယ်လို့ပြောရပါလိမ့်မယ်။ဒါနဲ့ပတ်သက်လို့စိုင်းစရာ Francesco Serrallo ရဲ့ The Pomodoro Technique လို့ခေါ်တဲ့ခင်းကျင်သည့်နည်းစနစ်ကိုအသုံးပြုနိုင်ပါတယ်။ Pomodoro Technique ဆိုတာကတော့ အရင်စူးစိုက်မှုအပြင်နဲ့25မိနစ်အလုပ်လုပ်ပြီးတိုင်း9မိနစ်နာရီနှီးစနစ်ဖြစ်ပါတယ်။စာညွန်ဖာမာဒိုရိုတက်ကနစ်အကြောင်းကိုပုံမှန်သိရှိလိုပါကဒေဖာမာဒိုရိုတက်ကနစ်စာအုပ်ရဲ့အနည်းချုပ်မှတ်စုကိုထပ်မံလေ့လာဖတ်ရှုနိုင်ပါလိမ့်။နောက်တစ်ချက်ကတော့ကျမ်းမာရေးပါ။ခွန်အားဆိုတာကကျမ်းမာရေးကောင်းမှသာရရှိနိုင်တဲ့အရာတစ်ခုပါ။ညစဉ်လုံလုံလောက်လောက်အိပ်စက်တာကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားသုံးတာရေမြတ်မြတ်တောက်တာအရက်နဲ့ကဖိန်းဓာတ်တွေကိုလျှော့ချတာ ၄ချိန်ကနေ့စဉ်လို့တာစတာရီဟာကျမ်းမာရေးကောင်းမှုအတွက်မရှိမဖြစ်တဲ့အမှုကျင့်နေပါပဲလိုအပ်ချက်၃အကျိုးရလက်၈၀ရာခိုင်နှုန်းသည်20ရာခိုင်နှုန်းသောအလုပ်တို့မှပေါ်ထွက်လာသည်တင်ရှားရဲစီးပွားရေးပါရဂူတအုပ်ဖြစ်တဲ့ Beverido Federico Demaxo Preto ဟာသူ့ channel ကပဲထွက်နှုန်းစုစုပေါင်းရင်80ရာခိုင်နှုန်းဟာတန်ဆွမ်းနဲ့ပဲပင်20ရာခိုင်နှုန်းလောက်ကနေထွက်ရှိနေတာကိုသတိထားမိခဲ့ပါတယ်ဒီအဖြစ်အပျက်ကိုလေ့လာရင်ね Preto ဟာ 80 by 20 rule လို့ခေါ်တဲ့နာမည်ကျော်80/20စီမင်းကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒီစီမင်းအရစီးပွားရေးလုပ်ငန်းတွေရဲ့အကျိုးအမြတ်80ရာခိုင်နှုန်းဟာလေ20ရာခိုင်နှုန်းသောလုပ်ငန်းဆောင်တာတွေကြောင့်သာပေါ်ထွက်လာတာဖြစ်တယ်လို့သိရပါတယ်။စာရေးသူကေဗင်ကလည်း Prado ရဲ့80/20စိတ်ဓာတ်ကိုကျင့်သုံးဖို့တိုက်တွန်းထားပါတယ်။ကို့မှာလှုပ်ရှားရေးတိတ်များနေပြီဆိုရင်အရေးကြီးတဲ့အလုပ်20ရာခိုင်နှုန်းကိုရွေးထုတ်ပြီးလုပ်ကင်ပါ။ဒါဆိုရင် အရေးမကြီးတဲ့80ရာခိုင်နှုန်းအတွက်ခွန်အားတွေခြွေတာပြီးသားဖြစ်သွားပါလိမ့်မယ်။အလုတ်တန်းကိုကိုယ်တိုင်လုံးဝမှဂျင်းတဲ့စိတ်အရာရာကိုကိုယ်ကိုယ်တိုင်ထိတ်ချုပ်ခြင်းနဲ့စိတ်တွေကိုလျှော့ပါ။လူတစ်ယောက်ဟာကိုယ်အပိုင်နိုင်ဆုံးနဲ့အရေးကြီးဆုံးနယ်ပယ်တွေမှာသာအကောင်းဆုံးဖြစ်အောင်ကြိုးစားတတ်ပါလိမ့်။လိုအပ်ချက်၄တခြားသူတွေရဲ့အချိန်ကိုဝယ်သုံးပါ။ကိုယ့်အချိန်ကိုသုံးသင့်တဲ့နေရာမှာသာသုံးပါ။သူတည်တနာတွေရညာနာလုံသားတွေဟာသူတို့ရဲ့အလုပ်လုပ်ချိန်၄၁ရာခိုင်နှုန်းကို သူများကိုခိုင်းလို့ရပြီး အရေးတိတ်မကြီးတဲ့တောက်တူမရအလုပ်တွေနဲ့ဖြုံးတီးနေမိကြတယ်လို့သိရပါတယ်။ဒါကြောင့်အချိန်ကုန်တတ်တာပြီးတိရဖို့အတွက်တခြားသူတွေရဲ့အချိန်ကိုဝယ်သုံးတတ်ဖို့လိုအပ်ပါတယ်။လူတိုင်းဟာသူ့နေရာနဲ့တူသူ့အလုပ်နဲ့တူပိုင်ပိုင်နိုင်နိုင်လုပ်နိုင်ကြပါတယ်။ဒါကြောင့်ကိုမလုံတဲ့တဲ့အလုပ်တွေကိုတခြားလူတွေကို လွှဲပေးလိုက်ပါ။ရရာတိုင်းကိုစင်းလုံးကျော် perfect ဖြစ်စင်တဲ့စိတ်ကိုလည်းနည်းနည်း short တက်ပါတယ်။အလုပ်တစ်ခုကိုကိုယ်တိုင်လုံးတဲ့မလုံးတဲ့အဆုံးဖြတ်ဖို့အတွက်ကိုကုတ်ကိုမိကုံးတုံးကိုမရပါမယ်။ ပထမမေးခွန်းကတော့ဒီအလုပ်ဟာငါကိုယ်တိုင်လုပ်ဖို့ထိုက်တန်ရလားဆိုတဲ့မေးခွန်းပါတကယ်လို့ကိုယ်တိုင်လုပ်ဖို့မထိုက်တန်ဘူးဆိုရင်လုံးဝမလုပ်ပါနဲ့ဒုတိယမေးခွန်းကတော့ဒီအလုပ်ကိုလုပ်နိုင်တာငါတယောက်ထဲလားဆိုတဲ့မေးခွန်းဖြစ်ပါတယ်တကယ်လို့တခြားသူတွေလည်းလုပ်နိုင်တယ်သူတို့ကိုခိုင်းလိုက်လို့လည်းအချိန်နဲ့ငွေတိတ်မကုန်ဘူးဆိုရင်တော့ကိုယ်တိုင်မလုပ်ဘဲတခြားလူကိုလွှဲပေးလိုက်တယ်ပါတယ်တတိယမေးခွန်းကတော့ဒီအလုပ်ကိုလုပ်ဖို့ပုံမှန်ကြာချိန်ထက်အချိန်တဝက်ပဲရမယ်ဆိုရင် ငါဘယ်လိုလုပ်မလဲဆိုရဲမိကုံမှာဒီမိကုံကိုမေးလိုက်ခြင်းအပြင်အချိန်ကုန်တက်တာမဲ့နီလန်းတွေနဲ့လုပ်ပုံကိုင်မုံတွေကိုစဉ်းစားမိလာစေနိုင်မှာဖြစ်ပါတယ်အခန်းနှစ်ကပ်ချာဤလိုအပ်ချက်၃မျိုးလိုအပ်ချက်၅အရေးကြီးဆုံးအလုပ်တစ်ခုကိုရွေးချယ်၍ကြံအလုပ်အားလုံးထက်ရှေးဦးစွာလုပ်ကိုင်မှာ Misery Saint Louis တက်ကတူရဲ့ပေါမော့က Trish McCann ရဲ့သူတည်တနာအရာ အချိန်စီမံခန့်ခွဲခြင်းရဲ့တော့ချက်ဟာ most important task MIT လို့ခေါ်တဲ့ အရေးကြီးဆုံးအလုပ်ကိုရွေးချယ်နိုင်ခြင်းနဲ့ဒီအလုပ်ကိုဘလို့နီးစနစ်နဲ့လုပ်ကိုင်တယ်လဲဆိုရက်အချက်နှစ်ချက်ဖြစ်တယ်လို့သိရပါတယ်။စီမံခန့်ခွဲမှုနယ်ပယ်ရဲ့ဖခင်ကြီးဖြစ်တဲ့ဖီတာဒရကာကလည်းကျွမ်းကျင်မှုဆိုတာအလုပ်ကိုမှန်မှန်ကန်ကန်လုပ်တတ်ခြင်းဖြစ်တယ်။ထိရောက်မှုဆိုတာကတော့မှန်ကန်တဲ့အလုပ်ကိုလုပ်တတ်ခြင်းဖြစ်တယ်။ Efficiency is doing the thing right. Effectiveness is doing the right thing လို့ပြောခဲ့ဘူးပါတယ်။ဒီနေရာမှာဆိုလိုတဲ့မှန်ကန်တဲ့အလုပ်ကိုလုပ်တတ်ခြင်း doing the right thing ဆိုတာဟာ အရေးအကြီးဆုံးလို့ MIT ကိုရွေးချယ်တဲ့ချက်မှာပဲ MIT ကိုရွေးချယ်နိုင်မှုအတွက်အလုပ်ရဲ့ရည်ရွယ်ချက်အရေးပါမှုလက်ရှိအနေအထားတို့နဲ့အကဲဖြတ်သုံးသပ်ပြီးအလုပ်တွေကိုအရေးပါမှုအစဉ်အတိုင်းတန်းစီရမှာဖြစ်ပါတယ်။ဒါဆိုရင်ထိတ်ဆုံးကအရေးကြီးဆုံးဖြစ်တဲ့ MIT ကိုရွေးချယ်ဖမ်းဆုပ်နိုင်ပါလိမ့်မယ်။နောက်ပြီးကိုယ့်ရဲ့ရည်ရွယ်ချက်ဟာတိုင်းတာလို့ရပြီးတိကျတဲ့ရည်ရွယ်ချက်မျိုးလည်းဖြစ်ဖို့လိုပါတယ်။ဥမာအပြင်ပတ်ဆက်စုမယ်လို့ရည်ရွယ်တာမျိုးထက် ဒီနှစ်ကုန်ရင်ဒေါ်လာ9000ပြည့်အောင်စုမယ်လို့တိတိကျကျယူရတာမျိုးကပိုကောင်းပါလိမ့်မယ်။ MIT ကိုရွေးပြီးရခါမှာအဲ့ဒီ MIT အလုပ်ကိုထိရောက်တဲ့နီလန်နဲ့လောက်ကင်နိုင်မှုလည်းလိုအပ်ပါတယ်။အဲ့ဒါကိုတော့အလုပ်ကိုမှန်မှန်ကန်ကန်လုပ်တဲ့ချင်း doing the thing right လို့ခေါ်ပါတယ်။ဒီအစ်စ်မှာတော့ဘလို့လုပ်ရင်ဒီအလုပ်မြန်မြန်ပြီးမလဲ။ဘယ်နီလန်ကိုတောင်းရင်ပို့ပြီးထိရောက်မလဲ။အစရှိတဲ့မိကုန်တွေကိုအဖြစ်ရှားပါလိမ့်မယ်။နောက်တစ်ချက်ကတော့အချိန်ပါ။ စာရေးသူခေပင်ကတော့အရေးကြီးဆုံးဖြစ်တဲ့ MIT အလုပ်တွေကိုမနက်ပိုင်းမှာ2နာရီလောက်အချိန်ပေးပြီးလုပ်ကင်ဖို့အကြံပေးထားပါတယ်။ဘာကြောင့်လဲဆိုတော့မနက်ပိုင်းဟာအလုပ်ပြီးမြောက်နိုင်စွမ်းအမြင့်မားဆုံးဖြစ်လို့ပါပဲ။ Duke တက္ကသိုလ်ရဲ့စိတ်ပညာဆိုင်ရာ ပေါမခဖြစ်တဲ့ Dan Ariely ရဲ့အဆိုအရလည်းလူသားတွေဟာပြပြဝဝအိယာနိုးပြီးနောက်2နာရီအတွင်းမှာစိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့လည်းလူအများစုကတော့အဲ့လိုတန်ဖိုးရှိတဲ့မနက်ပိုင်းအချိန်တွေကိုအရေးမကြီးတဲ့အလုပ်တွေနဲ့ကုန်ဆုံးမိတတ်ကြပါတယ်။ ။ဒါကြောင့်မနက်အေးရထပီးပြီးချင်းနှစ်နာရီအတွင်းမှာဖုန်းကိုဆိုင်းလိုက်လို့အီးမေးလ်နဲ့ဆိုရှယ်မီဒီယာတွေကိုပိတ်ပြီး MIT အလုပ်တွေကိုပဲအာရုံစူးစိုက်တက်ပါတယ်။လိုအပ်ချက်6အရေးကြီးတဲ့အလုပ်ကို အထောက်ကူမဖြစ်စေတဲ့အရာမှန်သမျှကို no လို့ပြောပါ။ကမ္ဘာအချမ်းအသာဆုံးစီးဝင် Warren Buffett ကအကြီးအကျယ်အောင်မြင်သူတွေဟာအရာရာတိုင်းနှိပါကို no လို့ပြောလို့ရှိကြပါတယ်။ ဒါဟာတာမန်အောင်မြင်သူတွေနဲ့အကြီးအကျယ်အောင်မြင်သူတွေကြားကကွာခြားချက်ပါပဲလို့ပြောခဲ့ပူပါတယ်။ဒီနေ့တောင်မှ1440မိနစ်ပဲရှိတဲ့အတွက်တခုခုကို yes လို့ပြောလိုက်တာနဲ့တခြားတခုကို no လို့ညှင်းလိုက်ပြီးသားဖြစ်သွားပါတယ်။ဒါလေးလှုပ်ပြီးလိုက်လို့ဘာမှမဖြစ်ပါဘူးလေလို့ထင်ခဲ့တဲ့ကိစ္စတွေဟာနောက်တစ်ချိန်မှာ နောင်တရစရာတွေဖြစ်လာတတ်ပါတယ်။အသေးမွားကိစ္စလေးတွေဟာစင်နေလို့ပဲအဝေးရကြည့်ရင်သေးမလို့လို့နဲ့အနားရောက်တော့အကြီးဖြစ်နေတတ်တာကိုသတိပြုတင်ပါတယ်။ ဒီလိုပြောလိုက်လို့လူတိုင်းကို노လို့ပြောရမယ်လို့တော့လေမဆိုလိုပါဘူး။အကူကြီးတောင်းလာတဲ့အခါမှာကူညီတဲ့မကူညီတဲ့တေချာစဉ်းစားဖို့ကတော့ဆိုလိုတာပါ။သူတို့ဘာအကူကြီးတောင်းလာတာကိုရင်းပယ်မိလို့ဆိုပြီးကိုကုတ်ကိုအပြစ်မတင်ပါနဲ့။노လို့ပြောပြီးရင်လေတဖက်သားကိုကိုဘယ်လိုထင်မလဲဆိုတာသိမတွေးပါနဲ့။ကိုနဲ့ရင်းနှီးတဲ့တငယ်ချင်းတွေဆိုရင်တော့သူ့လိုလိုနားလည်ပေးကြပါလိမ့်မယ်။တကယ်လို့နားလည်မပေးနိုင်ဘူးဆိုရင်လေခေါင်းနဲ့တိတ်မထက်ပါနဲ့။ လူအလုံးကိုစိတ်ကျင့်နေအောင်လိုက်ရှင်းပြနေဖို့ဘသူမှမတောင်းဝန်မရှိပါဘူးလိုအပ်ချက်9မဆုစာအုပ်နှုတ်ဘုတ်တအုပ်ကို မြဲဆောင်တာပါမဆုစာအုပ်လေးတွေကခေါင်းထဲမှာဖြတ်ခနဲပေါ်လာတဲ့စေကူအိုင်ဒီယာတွေကိုမပြောင်းပြက်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်အချက်လက်တစ်ခုခုကိုထပ်ခါတခါပြန်ရှာနေရတာမျိုးမဖြစ်အောင်လေမဆုစာအုပ်လေးတွေကကူညီပေးပါလိမ့်မယ်ဂရိလူမျိုးစီးပွားရေးပညာရှင်အရစ်စတိုတဲအိုနက်ဆစ်က မဆုဆောင်တုတ်ကိုအမြဲဆောင်ထားတဲ့နယ်လို့ပြောခဲ့ပူပါရယ် Virgin Group ရဲ့တည်ထောင်သူ Richard Branson ဟာလည်းမဆုဆောင်ဟာသူ့ရဲ့တန်မှုအရှိဆုံးပိုင်ဆိုင်မှုဖြစ်တယ်လို့ဆိုပါရယ်ပြောရမယ်ဆိုရင်မဆုဆောင်လေးတွေဟာအောင်မြင်သူတွေကိုအလုတွင်ကျစေလျှို့ဝှက်လက်နက်တစ်ခုလိုပါပဲလက်နဲ့မဆုရေးသားခြင်းဟာကွန်ပျူတာနဲ့မဆုရေးတာထက်ပိုထိရောက်ပါတယ် Princeton တက္ကသိုလ်ရဲ့သုတေသနတွေအရလက်နဲ့ရေးမှတ်ခြင်းဟာနားထောင်တဲ့စွမ်းရည်ကိုရောစဉ်းစားသုံးသပ်တဲ့အသိဉာဏ်ပိုင်းကိုပါ ပို့ပြီးအသုံးပြုရတယ်လို့ဆိုပါတယ်။အတန်ဖန်းထားပြီးမှကွန်ပျူတာထဲစာပြန်ရိုက်တဲ့လူတွေကတော့အုံနောက်ကိုတိတ်မတုံးကြဘူးလို့သိရပါတယ်။ဒါကြောင့်အလုတ်ကိုတိတိယယောက်လုံနိုင်သူတယောက်ဖြစ်ချင်နေဆိုရင်မတ်ဆုစာအုပ်တုပ်ကိုကိုနဲ့မကွာဆောင်ထားဖို့မမေ့ပါနဲ့။အခန်း၃ကလင်နာကြီးလိုအပ်ချက်၅မျိုးလိုအပ်ချက်၈ပြက်ကလေးနဲ့အလုတ်လုပ်ပါအလုတ်စရင် to do list နဲ့အလုတ်မလုပ်ပါနဲ့ အလုပ်တစ်ခုကိုတကယ်လုပ်ချင်ရင် to do list ထဲထည့်ထားရုံနဲ့မပြီးပဲအဲ့ဒီအလုပ်တွေအချိန်စရအတိအကျသတ်မှတ်ပေးဖို့လိုအပ်ပါတယ်အလုပ်စီရင် to do list တွေမှာကပြဿနာနည်းနည်းရှိပါတယ်ဒီစီရင်တွေမှာလုပ်စရာအလုပ်တွေကိုမြင်နေရပေမဲ့ဘယ်အလုပ်ကိုဘယ်အချိန်မှာလုပ်ရမလဲဆိုတာတော့အတိအကျမပေါင်းဝင်ပါဘူးဒီတော့လုပ်စရာရှိတဲ့အလုပ်စီရင်ကိုထိုင်ကြည့်ပြီးစိတ်ပြည့်မှုတွေဖြစ်နေတတ်တယ်လို့တကယ်အရေးကြီးတဲ့ MIT အလုပ်တွေကိုလည်းလောက်ကင်မှုပြောက်ကွက်မိတတ်ပါတယ်ထိတ်တန်းဆင့်အောင်မြင်သူတွေဟာ to do list တွေကိုမသုံးကြပဲပြက်ကြရင်ကလန်နာကိုသာအသုံးပြုကြတာကိုတွေ့ရပါတယ်။သူတွေတနာတွေရကိုလို့ဆရာရှိတဲ့အလုပ်တွေကိုပြက်ကြရင်ထဲမှာထည့်သွင်းလိုက်ခြင်းဟာအုံနောက်ကိုဝင်ပေါ်သွားစေတယ်လို့စိတ်ဖြစ်စီမှုကိုရောကြစေပြီးစိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကိုပိုကောင်းလာစေတယ်လို့သိရပါတယ်။ဒါပေမဲ့ပြက်ကြရင်နဲ့ပတ်သက်ပြီးတတိထားမယ်အချက်လေးတွေတော့ရှိပါတယ်။ပထမအချက်ကတော့အရေးကြီးတဲ့အလုပ်တွေအတွက်အချိန်များများသတ်မှတ်ထားဖို့ပါ။ ဥမာအားဖြင့်နေ့စဉ်တိုင်းမှာ ဖောက်သည်တွေနဲ့ဆက်တွေ့ပြောဆိုဖို့အချိန်ဖယ်ထားတာမျိုးပေါ့ဒုတိယချက်ကတော့နေခင်းဘက်မှာမျောလင့်မထားတဲ့ကိစ္စတွေကိုကြုံရနိုင်တဲ့အတွက်နေ့စဉ်နေ့တိုင်း MIT အလုပ်တွေကိုတက်နိုင်သမျှစစောစစ်စစ်လုပ်ထားဖို့ဖြစ်ပါတယ်တတိယချက်ကတော့အရေးပေါ်ကိစ္စတွေနဲ့ကြုံလာရင်တော့ MIT အလုပ်တွေကိုကန်ဆယ်မလုပ်ဖို့ဖြစ်ပါတယ်အလုပ်ကိုကန်ဆယ်လုပ်မဲ့အစားနောက်ထပ်အချိန်တစ်ခုကိုရွှေ့လိုက်လို့ရပါတယ်စထုတ်ထအချက်ကတော့ကလနာအတိုင်းအတိအကျလိုက်နာပြီး ရင်းမကြီးရဲ့အလုပ်တွေကိုငင်းဆန်ဖို့ဖြစ်ပါတယ်။ကလနာကိုတိတိယယောက်အသုံးပြုနိုင်မယ်ဆိုရင်ကြီးမားတဲ့အကျိုးကျေးဇူးတွေနဲ့ဘဝရဲ့ပျော်ရွှင်မှုတွေကိုရရှိလာနိုင်စေလိမ့်မယ်လို့ကယ်ဗင်ကဆိုပါတယ်။လိုအပ်ချက်၉နေ့ရက်တရက်နဲ့ပထမဆုံးမိနစ်60ကို စိတ်နဲ့ကိုအားပြည့်စေမယ်လေ့ကျင့်ခန်းတွေပြုလုပ်ပါ။နာမည်ကျော်စာရေးဆရာနဲ့ဟောပြောသူတူဖြစ်တဲ့ Hell Error က S A V E R S လို့ခေါ်တဲ့ အဆင့်60ပေါင်ဝင်တဲ့မနက်ကင်းကျင့်စဉ်တစ်ခုကိုဖော်ထုတ်ခဲ့ပါတယ်။ဒီစနစ်မှာ X ဆိုတာက silence လို့ခေါ်တဲ့တိတ်ဆိတ်ခြင်းကိုညွှန်ပြပါတယ်။ဥပမာအဖြစ်တရားထိုင်တာမျိုးပေါ့။ A ဆိုတာက affirmation လို့ခေါ်တဲ့တန်နိုင်ထန်ချခြင်းမှာဥပမာအဖြစ်ဒီနေ့အတွက်မလုံမဖြစ်အလုပ်တွေကိုစဉ်းစားတာမျိုးပေါ့။ V ဆိုတာကတော့ visualization လို့ခေါ်တဲ့ပုံဖော်ခြင်းမှာဥပမာအဖြစ်ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုစိတ်ထဲမှာပုံဖော်ကြည့်တာမျိုးပေါ့။ E ဆိုတာကတော့ exercise လို့ခေါ်တဲ့လေ့ကျင့်ခန်းဖြစ်ပြီး R ဆိုတာကတော့ reading လို့ခေါ်တဲ့စာဖတ်ခြင်းဖြစ်ပါတယ်။ X ဆိုတာကတော့ scribing လို့ခေါ်တဲ့စာရေးခြင်းဖြစ်ပါတယ်။ဥပမာအဖြစ်နေ့စဉ်မှတ်တမ်းရေးတာမျိုးပေါ့။ S A V E R S နေ့စဉ်ဟာအောင်မြင်သူတွေရဲ့မနက်ခင်းအပြုအမူတွေကိုအခြေခံထားတာပါ။ဒါကြောင့်ကိုယ့်ရဲ့တနေ့တာကိုအဲ့လိုထိရောက်တဲ့မနက်ခင်းအစီအရင်တွေနဲ့အစပြုနိုင်မယ်ဆိုရင်ပုံမအောင်မြင်သူတယောက်ဖြစ်လာနိုင်လိမ့်မယ်လို့ စာရေးသူကအကြံပေးထားပါတယ်။လိုအပ်ချက်30လှုပ်ရှားအလုပ်တွေကအမြဲတမ်းမကုံနိုင်မခန့်နိုင်ရှိနေမှာပဲဆိုတာကိုလက်ခံလိုက်ပါ။လူများစုကအလုပ်တွေအားလုံးပြီးမှအိမ်ပြန်မယ်။အလုပ်မပြီးမချင်းမအိပ်ဘူး။အစားရှိသဖြင့်စေကူမီတက်ကြပါတယ်။ဒါပေမဲ့ဘလောက်ပဲလှုပ်လှုပ်လှုပ်ရှားအလုပ်တွေကဘတော့မှကုံသွားမှာမဟုတ်ပါဘူး။ဒါကြောင့်အလုံးအကျုံအလုပ်လုပ်တာမျိုးကိုရှောင်ရှားတတ်ပါတယ်။အလုံးအကျုံအလုပ်လုပ်ခြင်းဟာ ခရစ်တစ်ကတ်ကနေပတ်စံချီးသုံးလိုက်လို့ပဲနောက်တစ်ချိန်မှာအတူနဲ့ပြန်ပေးဆက်တတ်ပါတယ် Facebook ရဲ့အမျိုးသမီး CEO ဖြစ်တဲ့ Sheryl Sandberg ကညနေ9:00ခွဲခန်းတည်းပုံမှန်အလုပ်စမီ6:00မှာမိသားစုနဲ့ညစာစားလေးရှိပါတယ်သူမဟာမိသားစုထမင်းဝိုင်းကိုအရန်တန်မှုထားတာကြောင့်ဘလို့အကြောင်းမျိုးနဲ့မှအပြတ်မခံပဲအချိန်သက်သက်ဖယ်ထားတာဖြစ်ပါတယ်ဒါကြောင့်လဲ Sheryl Sandberg ဟာအလုံမာရောမိသားစုဘဝမှာပါအောင်မြင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေတာပါလူတွေဟာ တောင်းယူခြင်းစိတ်တိတ်များသွားတဲ့အခါမျိုးကိုကုကိုအပြစ်ရှိတယ်လို့ခံစားရတဲ့အခါမျိုးနဲ့ရှင်းလုံးကျော်ဖြစ်ခြင်းစိတ်တိတ်များသွားတဲ့အခါမျိုးတွေမှာအလုတ်ကိုအလွန်ကြော်လုံးမိတတ်ပါတယ်။ဒါပေမဲ့ဘဝမှာချစ်ချင်းမြတ်တာအတွက်လည်းအချိန်ပေးဖို့လိုသေးတယ်ဆိုတာမမိပါနဲ့။ကိုချစ်တဲ့လူတွေကို မေ့ထားပြီးအသေးအတန်အလုတ်လုံးနေုံနဲ့လည်းလှုပ်ရှားအလုပ်တွေကကုန်သွားမှာမဟုတ်ပါဘူး။ဒါကြောင့်ဘယ်အချိန်မှာရက်တန့်တဲ့နေဆိုတာကိုနားလဲအောင်ကိုယ်တိုင်လေ့လာသင်ရမှာဖြစ်ပါတယ်။ လိုအပ်ချက်17မတူညီတဲ့နေရက်တွေမှာမတူညီတဲ့ပုံစံသင်းမနေတဲ့အလုပ်လုပ်ပါ Twitter နဲ့ Square Company တွေရဲ့တီထောင်သူနဲ့ CEO ဖြစ်တဲ့ Jack Dorsey ဟာသူ့ရဲ့မြင်မာတဲ့အလုပ်လုပ်နိုင်စွာအကြောင်းမျှဝေပေးခဲ့ပူပါတယ်အဲ့ဒါကတော့နေရက်တရက်ချင်းစီမှာ꽌ပြချနာတဲ့သင်းမနေတဲ့အလုပ်လုပ်ချင်မှာပဲဥပမာအဖြစ် Jack Dorsey ဟာတနင်္လာနေ့မှာကုမ္ပဏီနှစ်ခုလုံးကဝန်ထမ်းတွေနဲ့အစည်းအဝေးလုပ်ပါတယ်အင်္ဂါနေ့မှာထုတ်ကုန်တွေကိုအာရုံစိုက်ပါတယ် ဗုဒ္ဓဦးနေ့မှာတော့ marketing mind ကိုအာရုံစိုက်ပါတယ်။ကြာသပတေးနေ့မှာအကျိုးတူပူပေါင်းဆောင်ရွက်မှုတွေကိုအာရုံစိုက်ပြီးတောက်ကြနေ့မှာ company တွင် delivery CI နဲ့ဝင်တဲ့အသည့်ရွေးချယ်ခန်းသားရေးတွေကိုအာရုံစိုက်ပါတယ်။စနေနေ့မှာတော့ပြပြဝဝအနားယူပြီးတောင်တက်တာမျိုးလုပ်လို့ရှိပါတယ်။တနင်္ဂနွေနေ့မှာတော့တပတ်လုံးမှာလုပ်ခဲ့သမျှနီးပြူဟာတွေတုံ့ပြန်မှုတွေကိုပြန်သုံးသပ်ပြီးလာမယ့်သတင်းပတ်အတွက်အစဉ်သစ်ပြင်ဆင်လေးရှိပါတယ်။ထင်ရှားတဲ့စွန်ဦးတီထွင်နီးပြတယောက်ဖြစ်တဲ့ Dan Sullivan ကတော့ သတင်းပတ်တိုင်းမှာကွဲပြားခြားတဲ့တင်သုံးမျိုးရှိတယ်လို့ဆိုပါရယ်အဲ့ဒါတွေကတော့ focus day buffer days နဲ့ free days တို့ဖြစ်ပါတယ် focus day ဆိုတာကအပြည့်အဝအာရုံစိုက်ရမယ့်နေ့ရက်တွေပါအဲ့လိုနေ့တွေမှာအစည်းအဝေးလုပ်တာမျိုးလို့ကိစ္စတွေကိုမပြုတ်လို့ပဲဝန်ထမ်းတိုင်းဟာကိုယ့်အလုပ်ကိုအပြည့်အဝအာရုံစိုက်ရမှာဖြစ်ပါတယ် buffer days ဆိုတာကတော့တဦးနဲ့တဦးတွဲဆုံညီနိုင်ပြီးအလုပ်လုပ်ရမယ့်နေ့တွေဖြစ်ပါတယ်ဒီလိုနေ့တွေမှာတော့အစည်းအဝေးတွေတင်နန်းတွေ တာဝန်လွှဲပြောင်းမှုတွေကိုလှုပ်ဆောင်မှာဖြစ်ပါတယ်။ free disk ကတော့ကိုယ့်ကိုယ်ကိုခြားခြင်းပြန်သွင်းရမယ့်အားလည်ရတဲ့ဖြစ်ပါတယ်။နေတိုင်းကိုမတူညီတဲ့ကောင်းစဉ်မတူညီတဲ့နောက်ခံပုံစံတွေနဲ့ပိုင်းခြားပြီးအလုပ်လုပ်တတ်မယ်ဆိုရင်အရင်ကတည်းကအလုပ်တွင်ကျလာမှာဖြစ်တယ်လို့စာရေးသူခေဘင်ကဆိုပါတယ်။လိုအပ်ချက်ဆက်နဲ့တခြားဆက်သွယ်စရာနည်းလမ်းမရှိတော့တဲ့မဖြစ်မနေအခြေအနေမျိုးမှသာအစည်းအဝေးလုပ်ပါ။ ဘီလီယံနာ မက်ကျူဘန်ကတရားရုံးကချက်လက်မှတ်ရေးပြီးပတ်စံပေးမှသာအစည်းအဝေးလုပ်ပါလို့ပြောခဲ့မှုပါတယ်။ဒီစကားကိုလေ့လာကြည့်ရင်အစည်းအဝေးတွေဟာဘယ်လောက်ထိမနှိမ့်မြိုစရာကောင်းနေစရာကိုသိနိုင်ပါလိမ့်မယ်။အစည်းအဝေးမီတင်တွေဟာလူတွေရဲ့အာရုံစူးစိုက်မှုကိုပျက်စီးစေနိုင်ပါတယ်။ပုံဒီကားချက်သတ်မှတ်ထားတဲ့အစည်းအဝေးအချိန်ဒီမှာလူတွေဟာရေးမကြည့်တဲ့ကိစ္စတွေကိုသာပြောဆိုထဲကြပါတယ်။နောက်ပြီးအစည်းအဝေးကိုတက်ရောက်တဲ့သူတွေကလူမှန်နေရာမှာမဖြစ်ခဲ့ဘူးဆိုရင်လည်းအချိန်ကုန်ုံသာအဖတ်တင်ပါလိမ့်မယ်။ ဒါကြောင့်အစည်းအဝေးတွေကိုမလုံမဖြစ်တဲ့အခြေအနေမျိုးမှသာလုပ်သင့်ပါတယ်။တကယ်လို့အစည်းအဝေးလုပ်ရပြီဆိုရင်လည်းထိရောက်တဲ့အစည်းအဝေးဖြစ်အောင်လုပ်တဲ့ဖို့လိုပါလိမ့်မယ်။ဒါနဲ့ပတ်သက်ပြီး Google, Apple နဲ့ Virgin Group ကုမ္ပဏီတွေရဲ့နိလန်ကိုအတူယူနိုင်ပါတယ်။ဒီကုမ္ပဏီတွေမှာအတက်နိုင်ဆုံးလူချင်းတွေ့ပြီးဆွေးနွေးဖို့ကို အားပေးထားပြီးအစည်းအဝေးတွေကိုတက်နိုင်ရများလျှော့ချထားပါတယ်။အစည်းအဝေးတွေကိုမပါမဖြစ်တဲ့လူနည်းစုနဲ့ပဲကျင်းပလို့ရှိပြီးအစည်းအဝေးပြုလုပ်ခြင်းကိုလည်းတိုးနိုင်ရများတိုးအောင်စီစဉ်ထားပါတယ်။ စည်းဝေးခန်းထဲမှာလုံရင်တူရှင်တင်ပြရမှာဖြစ်ပြီးဖုံးထွက်ပြောတာလို့လို့အနောက်ချက်တွေကိုလည်းခွင့်မပြုပါဘူးစိတ်ဝင်စားစရာကောင်းတဲ့အစည်းအဝေးပုံစံတွေကတော့ Steve Jobs ရဲ့နန်းဆောင်ရေလုပ်တဲ့အစည်းအဝေးနဲ့ Richard Branson ရဲ့မတ်တရက်ပြီးလုပ်တဲ့အစည်းအဝေးတို့ပဲဖြစ်ပါတယ်လိလာမှုတွေအရာလဲမတ်တရက်ပြီးလုပ်တဲ့အစည်းအဝေးတွေဟာထိုင်ပြီးလုပ်တဲ့အစည်းအဝေးတွေထက်ပိုပြီးထိရောက်မှုရှိတယ်လို့သိရပါတယ်အခန်းလေး concentrate လိုအပ်ချက်၃မျိုး လိုအပ်ချက်23အီးမေးအဝင်စားတိုက်ပုံအီးမေး inbox ကိုထိမ့်ချုပ်ပါ professional ကြကြဆက်သွယ်ပြီးအလုပ်လုပ်ကြတဲ့အခါမှာအီးမေးကိုမသုံးလို့မဖြစ်ပါဘူးဒါပေမဲ့လည်းတခြားလူတွေရဲ့အီးမေးတွေကကိုယ့်အလုပ်ကိုနှောင့်နှေးအောင်အနှောက်ယှက်ပေးနိုင်တာကိုလည်းမမေ့ပါနဲ့အီးမေး inbox ကိုစစ်ဆေးခြင်းဟာဆွဲလန်းစီတဲ့အလေးချက်တစ်ခုဖြစ်ပါတယ်အုံနောက်ဟာအီးမေးအသစ်ရောက်နေပြီတဖက်ကကိုယ့်အစားပြန်လာပြီးအစားရှိတဲ့အချက်ပေးတဲ့လေးတွေကိုကြားလိုက်ရတဲ့အခါမှာစိတ်ချနေမှုရရှိတယ် ဒိုပါမိုင်းကိုထုတ်လုပ်ပေးပါတယ်။ကြာလာတဲ့ခါမှာ email inbox ကိုမကြာခဏသွားကြည့်ခြင်းနဲ့ချက်ချင်းစာပြန်ခြင်းတို့ဟာအလေးချင်းတစ်ခုလို့ဖြစ်သွားတော့ပါပဲ။ဒီဆောင်မှာစာရေးသူခေပင်က email inbox ကိုထိန်းချုပ်နိုင်ဖို့အတွက်အဆင့်9ဆင့်ကိုအောက်ပါအတိုင်းအကြံပြုထားပါတယ်။အဆင့်1 email newsletters လို့ခေါ်တဲ့ email စာရင်းသွင်းထားမှုတွေကို unsubscribe လုပ်ပြပါ။အဆင့်2 email အချက်ပေးမှု notification တွေကိုပိတ်ထားပါ။အဆင့်3 ီးမေးအင်ဘောက်စ်ကိုတစ်နေ့၃ချိန်လောက်သာအချိန်အကန့်အသတ်နဲ့ဆက်စီပါအဆင့်လေးဒီလေးလုံးဤစနစ်ကိုကျင့်တော့ပါဒီလေးလုံးဆိုတာကတော့ကုချက်ချင်းလုပ်ခြင်း do it right away သူများကိုလွှတ်ပေးခြင်း delegate ရွှေ့ဆိုင်ခြင်း deferring ဖျက်ပြစ်ခြင်း delete လို့ဖြစ်ပါတယ်အဆင့်ကအီးမေးတစ်ခုကိုမပို့ခင်နဲ့ထက်စစ်မျှဝေမှု forward cc မလုပ်ခင်မှာတကယ်ပို့ဖို့လိုမလို့နှစ်ခါပြန်ဆင်တာပါ တရင်အချက်လက်တွေဖောင်းပွားမှုမရှိစေဖို့အတွက်အရေးမကြီးတဲ့ email ပို့တာတွေကိုနဲနိုင်သမျှနေအောင်လျှော့ပါ။ဆင့်6 email ရဲ့အကြောင်းအရာ subject မှာအဓိကလှုပ်ဆောင်အောင်မယ့်ကိစ္စကိုရေးသားပါ။ဥပမာအဖြစ်နောက်ဆုံးသတ်မှတ်ရက်ကိုတတိပေးခြင်းစပြင်ရမလို့ပါအစရှိသဖြင့်ပေါ့။ဒါဆိုရင်တစ်ဖက်သားကလည်းကိုယ့်စီကို ရှင်းလင်းတဲ့ email တွေပြန်ပို့တတ်လာပါတယ်။အဆင့်9 email ကိုတတ်နိုင်သမျှတူတူရေးပါ။ဖြစ်နိုင်ရင် email ရဲ့စာကိုအများဆုံး၅ချောင်းလောက်ပဲရေးပြီး ထက်လေ့လာခြင်းလေ့လာဖို့အတွက် website link ဖြစ်ဖြစ်အောက်မှာထည့်ပေးတတ်ပါတယ်။တိုးဝချဲ14အလုတ်တိုင်းကိုဒီကြိမ်လောက်တော့တိုးထိကြည့်ပါ။ဒီဆောင်မှာ touch it once လို့ခေါ်တဲ့ကြုံဆုံရတဲ့ပြဿနာတိုင်းကိုဒီကြိမ်လောက်တော့တွေးထိကြည့်ဖို့အကြံပေးထားပါတယ်။အချိန်ယူရမယ့်အလုပ်တွေကိုဘေးဘယ်ထားရတဲ့ဆိုင်တက်နိုင်သမျှအနည်းဆုံးအချိန်ကိုအသုံးပြုပြီးစမ်းလုပ်ကြည့်ပါ။ ချက်ချင်းမပြီးနိုင်ဘူးဆိုမှအဲ့ဒီလောက်ကို နောက်တစ်ချိန်မှာလောက်ကင်မှုအတွက်ကလန်နာနဲ့ထည့်ထားလိုက်ပါဥမာအဖြစ်အီးမေးလ်တွေကိုဖတ်ကြည့်ပြီးတဲ့အခါချက်ချင်းစာပြန်နိုင်ရင်စာပြန်လိုက်ပါအချိန်ယူပြီးဖြည့်ရှင်းရမယ့်အီးမေးလ်တွေကိုတော့ကလန်နာထဲမှာအလုံးနံပါတ်နဲ့ထည့်ရေးထားလိုက်ပါဒါဆိုရင်အီးမေးလ်တိုင်းနဲ့ပတ်သက်ပြီးလောက်စရာရှိတာတွေရှင်းသွားမှာဖြစ်ပြီးအီးမေးလ် inbox ကိုနှစ်ခါသုံးခါပြန်ကြည့်နေကြမလို့တော့ပါဘူးဒီနေ့စနစ်ကိုနေစဉ်ဘွားရဲ့အလုပ်တွေမှာလည်းအသုံးချနိုင်ပါတယ်။ဥပမာအဖြစ်လူများစုဟာ အဝိစောကန်ကြီးကမှာအရောင်ရင်းတဲ့အဝိစားတွေနဲ့အရောင်နှူးတဲ့အဝိစားတွေကိုရွေးထုတ်ပြီးခွဲလျှော်လေးရှိကြပါတယ်။ဒါပေမဲ့ပိုပြီးထိရောက်မှုရှိဖို့အတွက်အစာကလေးကအင်းကြီးအားလုံးကိုအဝိချင်းနှစ်ချင်းနဲ့တခါတည်းကြိုတင်ခွဲထားလိုက်လို့ရပါတယ်။တမင်းစားပြီးရင်ပကံကိုဘေးစင်နဲ့ပြည့်ထည့်ထားလိုက်တာထက်လက်စင်းရင်နဲ့တခါတည်းစီးလိုက်တာမျိုးချမ်းဝမှာသတင်းစာယူရင်နဲ့စားရဲဘုံးတွေကစားတွေကိုပါယူလာခဲ့တာမျိုးအင်းထဲကိုလမ်းလျှောက်လာရင်နဲ့အေးမကြီးတဲ့စားတွေကိုဖယ်ထုတ်ခဲ့တာမျိုး ဆရာကြီးဟာ touch it once နေစနစ်တွေပါပဲခြုံပြောရရင်တော့အခုချက်ချင်းမိနစ်ပိုင်းလောက်နဲ့လှုပ်လို့ရတဲ့အရာတွေကိုအကျွေးမထားပဲတခါလေးလှုပ်လိုက်ဖို့ဖြစ်ပါတယ်လိုအပ်ချက်15အချိန်ဆွဲမှု procrastination ကိုကျော်လွှားနိုင်ဖို့အတွက်အနာဂတ်မှာဖြစ်လာမယ့်ကိုယ့်ရဲ့စိတ်ကိုမယုံကြည်ပါနဲ့အချိန်ဆွဲမှု procrastination ဆိုတာဟာရေးကြည့်တဲ့လုပ်တွေကို နောက်ပို့ခြင်း စိတ်ချမ်းသာစရာအလုပ်တွေကိုပဲလုပ်နေမိခြင်းကိုဆိုလိုတာဖြစ်ပါတယ်။လူများစုဟာအလုပ်တစ်ခုမလုပ်ခင်မှာအလုပ်နဲ့ပတ်သက်တဲ့အချက်လက်တွေကိုရှာဖွေစုဆောင်းနေရှိကြပါတယ်။ဒါပေမဲ့အချက်လက်တွေအားလုံးကိုနားလည်ပြီးသွားချိန်မှာဒီအလုပ်ကိုလုပ်ဖို့စိတ်အားတက်ကြွမှု ရှိတော့ပဲ Facebook, Twitter နဲ့ TV တွေလိုဖျော်ဖြေရေးတွေနဲ့အချိန်ကုန်မိတတ်ပါတယ်။အဲဒီလိုဆိုရင်တော့အလုပ်ပြန်စားဖို့ကြိုးစားချိန်မှာ စိတ်တက်ခွန်အားတွေအများကြီးတုံးပြီးအချိန်ပြန်ယူရပါလိမ့်မယ်။ American စိတ်ပညာရှင်ဒေါက်တာ ဂျိုဇက်ဖာရာရီကအမေရိကရဲ့အမျိုးသားအမျိုးသမီး20ရာခိုင်နှုန်းဟာကာလရှည်ကြာအချိန်ဆွဲတတ်တဲ့ chronic procrastinator တွေဖြစ်ကြတယ်လို့ဆိုပါတယ်။ဒါပေမဲ့အချိန်ဆွဲခြင်းရဲ့အဓိကအကြောင်းရင်းဟာပြင်းမှု laziness မဟုတ်ပါဘူး။ချိန်ဆွဲခြင်းရဲ့အဓိကလက်တွေကအနာဂတ်မှာဖြစ်လာနိုင်တဲ့ကိုယ်စိတ်ရဲ့အပြောင်းအလဲကို short တွက်မိလို့ပါ။ဆိုလိုတာကတော့အခုချိန်မှာပန်းနိုင်တွေတန်နိုင်ထန်တွေအခိုင်အမာချမှတ်နေပြီမဲ့နောက်တစ်ချိန်မှာကိုယ့်ရဲ့ဆရာတက်ကြွမှုကအခုနဲ့မတူနိုင်တော့တာကို သတိထားဖို့ပြောချင်တာပါပဲ။စာရေးသူကေဗင်ကအချိန်ဆွဲခြင်းကိုရင်ဆိုင်ဖို့အတွက်နီလန်းချုပ်ကိုအကြံပေးထားပါတယ်။ပထမနီလန်းကတော့ကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်ကိုနှစ်ကြိမ်စဉ်းစားဖို့ပါ။ပန်းနိုင်ကိုရောက်ရင်ခန်းစားရမယ့်စိတ်ကြေနှံ့မှုကိုရောပန်းနိုင်ကိုမရောက်ရင်ခန်းစားရမယ့်နာကျင်မှုကိုပါစဉ်းစားမှာဖြစ်ပါတယ်။ဒုတိယနီလန်းကတော့စင်းလုံးချော့ဖြစ်ဖို့ထက် လွယ်ကူမဲ့ရည်မှန်းချက်မျိုးကိုသာချမှတ်ဖို့ဖြစ်ပါတယ်။ဥပမာအဖြစ်၃ပိုင်းလမ်းလျှောက်မယ်ဆိုတဲ့ရည်ရွယ်ချက်မျိုးထက်စာရင် လမ်းတစ်ဘလောက်ပတ်ပြေးမယ်ဆိုရဲယူရချက်မျိုးကပိုပြီးလုံးပြည့်နိုင်ချေများပါလိမ့်မယ်။လမ်းတစ်ဘလောက်ပြေးပြီးတဲ့အချိန်မှာဝဝိထပ်ပြေးခြင်းစိတ်လေသူ့ဟာသူ ဖြစ်ပေါ်လာနိုင်ပါတယ်။တတ္တယနီလန်ကတော့ကိုကိုကို စုပြီးတံပြီးစနစ်ကိုကျင်းသုံးမှုဖြစ်ပါတယ်။သုဒ္ဓနီလန်ကတော့ကိုနဲ့အလုပ်အတူ တွဲလုံးမဲ့ယုံကြည်ရတဲ့အဖို့တယောက်ကိုရှာဖွေခြင်းဖြစ်ပါတယ်။ဒီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့15 secret successful people know about time management ဆောင်းမှာ အလုပ်တွေကိုထိရောက်တွင်ကျစေမယ် E3C နီးစနစ်ရဲ့လိုအပ်ချက်15မြို့ကိုဖတ်ရှုလေ့လာခဲ့ပြီးပါပြီဒီစာအုပ်ရဲ့ပထမခန်းမှာ E3C နီးစနစ်ရဲ့ energy ခွန်အားနဲ့ပတ်သက်တဲ့လိုအပ်ချက်၄ခုကိုဖော်ပြခဲ့ပါတယ်ဒုတိယခန်းမှာတော့ capture လို့ခေါ်တဲ့အလုပ်တွေကိုဖန်ဆုပ်ရွေးချယ်နည်းတွေကိုလေ့လာခဲ့ရမှာဖြစ်ပါတယ်တတိယခန်းမှာတော့ calendar လို့ခေါ်တဲ့အချိန်စရာဆွဲခြင်းနဲ့ပတ်သက်တဲ့လိုအပ်ချက်၅ခုကိုဖော်ပြခဲ့ပါတယ် စတုထခံမှာတော့ concentrate လို့ခေါ်တဲ့အာယုံစူးစိုက်မှုနဲ့ပတ်သက်တဲ့လိုအပ်ချက်၃ခုကို လေ့လာဖတ်ရှုခဲ့ရမှာဖြစ်ပါတယ်။